ကာလီစောပါဒီကနေ့ဒီဇင်ဘာလ3ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နယ်ရေကန်လေကြောင်းရဲ့ကာကွယ်ရေးစခန်းကိုစစ်ကောင်မရှင်ရဲ့စစ်ကူစစ်ကြောင်းတွေအကြအဆုံများနေတဲ့အတွက်စစ်သားတွေထပ်မံပို့ဆောင်နေရတဲ့ဆိုတဲ့သတင်း။မင်းတို့မြို့မှာစစ်ရှောင်နေတဲ့ရခိုင်လူငယ်3ယောက်ကိုစစ်တပ်ကဖမ်းဆီးပြီးစစ်ကြောရေးကိုပို့ဆောင်လိုက်တဲ့ဆိုတဲ့သတင်း။ ရခိုင်သမိုင်းပညာရှင်ဒေါက်တာအေရှန်ဦးဆောင်ပြီးရခိုင်သမိုင်းဆိုင်ရာသင်တန်းပြုလုပ်မယ်ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အမ်ပတန်လမ်းပေါ်ကနယ်ရီကန်လေကြောင်းရံကာကွယ်ရေးစခန်းကိုစစ်ကောင်မရှင်ရဲ့စစ်ကူစစ်ကြောင်းတွေအကြအဆုံများနေတဲ့အတွက်စစ်သားတွေထပ်မံပို့ဆောင်နေရတယ်လို့သတင်းရရှိပါရယ်။မြန်မာစစ်တပ်ဟာ AA ရဲ့ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အမ်ပတန်လမ်းပေါ်က နက်ရကန်လေကြောင်းရန်ပြူဟာကိုစစ်ကူပို့နေတာနှစ်လကျော်ကြာလာပြီဖြစ်ပေမဲ့အေအေနဲ့ပူပမဟာမိတ်အဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတာကြောင့်အကြအဆုံးတွေများနေပြီးကုတ်ကြီးကြီးရွာနဲ့ပစီကြီးရွာတွေကိုတောင်မရောက်နိုင်ပေဖြစ်နေရတယ်လို့စီရီသတင်းရင်းမြစ်တွေကပြောကြပါတယ်ဒီလိုအကြအဆုံးများပြီးရှေ့ကိုမရောက်ပေဖြစ်နေရတဲ့အတွက်နောက်ထပ်စစ်ကားဆယ်စီးနဲ့အင်အား၄၀၀အပါအဝင်ချီလျင်းစစ်ကြောင်းနှစ်ကြောင်းကိုကုတ်ကြီးနဲ့ပစီဖက်ကိုမနေ့ကထမှန်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ် အရက်ခတ်တတော်ဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်တွေနဲ့စစ်ကောင်မရှင်တပ်တို့ဟာကုတ်ကြီးနဲ့ပစီကြီးရွာတွေဖက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကတော့မြေပြင်လက်နက်ကြီးပစ်ကူလေးချောင်းပစ်ကူတွေနဲ့အပြင်းထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။အရက်ခတ်တတော်နဲ့စစ်ကောင်မရှင်တို့ဟာအမ်ပတန်လမ်းပေါ်မှာတာမကတောင်ကုတ်ပန်းအောင်လမ်းပေါ်ကလေလာတောင်ကပ္ပစ16အနီးဝန်းကျင်နဲ့အေယာဝတီတိုင်းရခိုင်နဲ့နေဆက်ရှင်ထိစပ်နေတဲ့လေမျက်နှာရေကြီးတာပေါင်း ရွှေတောင်ရံမြို့အနီးအနားကမကြီးစင်ဖက်တွေမှာပါတိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်အတွင်းတိုင်းရှောင်းရွာနယ်မြေပြင်ရွာအကြားမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလည်းအထူးပြင်းထန်နေတာ ဖြစ်ပြီးတော့စစ်ကောင်မရှင်တပ်ကလေတပ်ရေတပ်တွေအပါအဝင်မြေပြင်တွေကနေပါ တုံးကြီးတွေနဲ့ဒရုန်းဘုံတွေနဲ့ပါတိုက်ခိုက်နေတာတွေကြောင့်ပောက်ကွဲတံတွေကိုကြောက်ဖြူမြို့ပေါ်ကပါကြားနေရတယ်လို့ဒေသခံတွေကပြောကြပါတယ်ရှင်။မကွေးတိုင်းမင်းတို့မြို့မှာဆစ်ဆောင်နေတဲ့ရခိုင်လူငယ်၃ယောက်ကို စစ်တပ်ကဖမ်းဆီးပြီးစစ်ကြောရေးကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေကတော့အမ်းမြို့နယ်ကျွေးကူးတောင်ကြီးဝကမောင်ဝင်းမိုးစော မောင်ဖိုးဝါနဲ့တောင်ကုန်းမြို့နယ်မအီမြို့ကအသက်20ကျော်အရွယ်မောင်လပုရှိတို့ဖြစ်ကြပါဗျ။သူတို့၃ယောက်ကိုမနေ့ကဒီဇင်ဘာလ2ရက်နေ့ညနေ9:00နာရီလောက်ကရက်ွက်တဲ့အတွင်းစေးသွားဝယ်စင်မှာစုံစမ်းစစ်ဆေးရေးစစ်ထောက်လန်းရေးအဖွဲ့စာသုံးလုံးကလမ်းကနေဖမ်းဆီးသွားတာဖြစ်တယ်လို့မင်းတုံးဒေသခံအမျိုးသားတယောက်ကပြောပါရယ် ဖန်စီခင်ရစင်မှာပဲစသုံးလုံးကစစ်သားလက်ထဲကိုအက်ကစစ်ကြောရေးကိုခေါ်ဆောင်သွားခဲ့တာလို့ဆိုပါရယ်ဖန်စီခင်ရပြီးတော့ဒီကနေ့အချိန်အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့အတွက်မိသားစုဝင်တွေကအလွန်အမင်းစိုးရိမ်နေကြတယ်လို့လည်းဖန်စီခင်ရသူတွေနဲ့နှိဆက်တဲ့ဒေသခံတယောက်ကနေရင်းစရာကိုပြောပါရယ်ရခိုင်ကနေပြည်မဖက်ကိုမှောက်ခိုလမ်းကြောင်းတွေကနေခိုးထွက်သွားကြတဲ့ရခိုင်လူငယ်အတော်များများဟာလည်း စစ်တပ်စီမှဖမ်းဆီးခံရပြီးတရှုကငွေပေးနိုင်ရင်ပြန်လွတ်ပေးမယ်။ငွေမပေးနိုင်တဲ့သူအများစုကတော့စစ်မှုထမ်းဖို့ပို့ဆောင်ခံနေကြရတာပါ။အခုလိုဖန်ဆီးခံရပြီးပြည်သူစစ်မှုထမ်းဖို့တင်တန်းကိုပို့ဆောင်ခံရတဲ့လူငယ်တွေဟာထောင်နဲ့ရှိရှိနေပြီဖြစ်တယ်လို့လည်းရခိုင်ကလူမှုရေးလှုပ်ရှားသူတွေကပြောဆိုကြပါရယ်။ရခိုင်သမိုင်းသူတေသနအဖွဲ့ကကြီးမှုပြီးရခိုင်သမိုင်းသူတေသနဆိုင်ရာတင်တန်းတစ်ခုကိုလာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာစတင်ပြီးပြုလုပ်သွားမယ်လို့သိရပါရယ်။ ဒီသင်တန်းမှာရခိုင်သမိုင်းပညာရှင်ဒေါက်တာအေရှန်ကအဓိကဆွေးနွေးသင်ကြားပို့ချသွားမှာဖြစ်ပါတယ်။သင်တန်းကာလဟာရှစ်ပတ်ကြာမြင့်မှာဖြစ်ပြီးသင်တန်းချိန်ကတော့တပတ်တရက်ညနေ9နာရီကနေ10နာရီအထိသင်ကြားပို့ချသွားမယ်လို့ရခိုင်သမိုင်းသုတေသနအဖွဲ့ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီသင်တန်းမှာသမိုင်းကဏ္ဍရဲ့အရေးပါမှုတွေကိုလေ့လာမှတ်သားခွင့်တွေတာမကသမိုင်းသုတေသနဆိုင်ရာစူဇန်လေးလာမှုကဏ္ဍတွေမှာ သမိုင်းဆရာတွေအနေနဲ့တည်တဲ့တိထိုက်လိုက်နာတဲ့လိုက်နာထိုက်တဲ့ကျင်ဝဲအကြောင်းအရာတွေကိုပါပို့ချသွားမှာဖြစ်တယ်လို့ဆိုပါရယ်။သင်တန်းအတွင်းမှာသမိုင်းဆိုင်ရာစူးစမ်းလေ့လာမှုတွေမှာအသုံးပြုရတဲ့သိပ္ပံနေကြနေလန့်တွေကိုလေ့လာကြရမှာဖြစ်တယ်လို့သမိုင်းနဲ့လူသားဂုံသိက္ခာလူသားတွေဖြစ်တည်မှုလူသားတွေရဲ့သဘာဝစတဲ့အချက်တွေကိုလည်းလေ့လာကြရမှာဖြစ်ပါရယ်။ ဒီတင်တဲ့ဟာသမိုင်းကိုစိတ်ပါဝင်စားသူတွေနဲ့လိလလူသူတွေအတွက်အထူးအခွင့်အရေးတရဖြစ်ပြီးသမိုင်းသူရေသနာចောင်းသားចောင်းသူတွေသူရေသနာတွေနဲ့သမိုင်းဝါသနာရှင်တွေအတွက်ရည်ဝဲပြီးပြုလုပ်ထားတဲ့အတွက်ကြောင့်သင်တန်းစီစဉ်ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလီရင်ဟာဘင်္ဂလားဒေ့ရှ်ကနေရတော်တော်များများကိုပါလှုပ်ခတ်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မနက်အစောကြီးက ရှင်းပြင်းနဲ့တီးတိမ်မျိုးအနာကိုဗဟိုပြုပြီးအင်အားရရှစ်စတာစကေးလေးဒသမောက်ကိုအဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိငလီရင်တစ်ခုလှုပ်ခတ်သွားခဲ့တာပါ။ အဲ့ဒီငလီရင်ရဲ့လှုပ်ခတ်မှုကိုဘင်္ဂလားဒေ့ရှ်ကနေရတော်တော်များများကပါခန်းစားခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာဖော်ပြကြပါဗျ။ပြင်းအား၄.၉အဆင့်ရှိတဲ့ငလီရင်လှုပ်ခတ်မှုကိုမနေ့ကအင်္ဂါနေ့မနက်တနာရီ55မိနစ်မှာ Cost Bazaar အနီးတစ်ဝိုင်းနဲ့စစ်တကောင်းတောင်တန်းဒေသတွေအပါအဝင်စစ်တကောင်းမြို့ Okia တက္ကနတ်မြို့နဲ့ရှာကရီယာတို့မှာငလီရင်လှုပ်ခတ်မှုကိုဒေသခံတွေခန်းစားခဲ့ကြရတာပါ။ပြည်စည်းဆုံးရှုံးမှုသတင်းတွေမရှိသေးပေမဲ့ ငလျင်လှုပ်ခတ်မှုဟာစက္ကန့်အနည်းငယ်ကြာမြင့်ခဲ့တယ်လို့ဒေသခံတွေကပြောကြားကြပါဗျ။မြန်မာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့သတင်းမှာတော့မြန်မာစံတော်ချိန်မနက်တနာရီ25မိနစ်60စက္ကန့်အချိန်မှာတမူးမြေငလျင်စက္ကန့်ကတောင်အနောက်တောင်ဘက်62မိုင်ခန့်ကွာဝဲတဲ့မြန်မာနိုင်ငံပြည်ရင်းတိတိမြို့ရဲ့အရှေ့မြောက်ဘက်73မီတာလောက်အကွာ အနက်64ကီလိုမီတာကိုဗဟုပြုပြီးအင်အားရေရှိစတာစကေး၄ဒသမ6အဆင့်ရှိတဲ့မြင်းကလေးင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။အလားတူပဲဒီဇင်ဘာလ2ရက်နေ့ညနေ9:30မိနစ်နဲ့55စက္ကန့်အချိန်မှာလဲအင်အားရေရှိစတာစကေးလေးဒသမ2အဆင့်ရှိတဲ့ငလျင်တစ်ခုဟာမန္တလေးတိုင်းကြောက်စီခရိုင်စင်ကိုင်မြို့ရဲ့အရှိအရှိမြောက်ဘက်16မိုင်လောက်ကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တယ်လို့ မြန်မာမိုးစလကထုတ်ပြန်ထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဆက်ဆံရေးတင်းမာနေတဲ့တရုတ်နဲ့ဂျပန်တို့အကြားအငင်းပွားနေတဲ့ဆန်ကာကူကျွန်းစုအနီးမှာ ထိုက်တိုက်တွေ့မှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဂျပန်ဝန်ကြီးရှုတ်သစ်ဆာနာအေတာကာအီရှီကပြီးခဲ့တဲ့လကထိုင်ဝမ်အပေါ် တရုတ်ရဲ့တိုက်ခိုက်မှုမှန်သမျှအပေါ်မှာစီးရီးအယဝင်ရောက်ဆွတ်ဖက်နိုင်တယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းနှစ်နိုင်ငံအကြားဆက်ဆံရေးတွေတင်းမာလာခဲ့ပြီးတဲ့နောက်ဒီထိပ်တိုက်တွေ့ဆုံမှုတွေထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ဒီထိပ်တိုက်တွေ့ဆုံမှုဟာနှစ်နိုင်ငံအကြားသူပိုင်ကိုပိုင်အငင်းပွားနေတဲ့တရုတ်ကဒိုင်အိုယူကျွန်းလို့ခေါ်ပြီးတော့ဂျပန်ကတော့ဆန်ကာကူးလို့ခေါ်တဲ့ကျွန်းစုမှာဂျပန်နဲ့တရုတ်သင်္ဘောတွေဟာ အင်္ဂါနေ့မှာအငင်းပွားမှုဖြစ်ပွားခဲ့တာလို့နှစ်နိုင်ငံကံယိုတန်းဆောင်တပ်တွေကိုကိုးကားပြီးတော့ AFP မှာသတင်းဖော်ပြပါရယ်တရုတ်ကံယိုတန်းဆောင်တပ်သင်းဘောဟာသူတို့ကို သူတို့ပိုင်ဆိုင်တယ်လို့တောင်းဆိုထားကြတဲ့ဆန်ကာကူကျွန်းစုတွေအနေကဂျပန်ရဲ့ရေပိုင်တဲ့အတွင်သွာလာမှုတွေဟာအခြေခံအဖြစ်နိုင်ငံတကာဥပဒေကိုချိုးဖောက်နေတာဖြစ်တယ်လို့ဂျပန်ကပြောကြပါရယ်တရုတ်ကံချစ်ဆောင်တပ်ပြောရေးဆိုခွင့်ရှိသူလျုံတက်ကျွင်းကတော့ဂျပန်ငါးဖမ်းသင်းဘောတစ်စင်းဟာတရုတ်ရဲ့ ရေပိုင်နဲ့အတွင်းကိုတရားမဝင်ဝင်ရောက်ခဲ့တဲ့အတွက်ဂျပန်သင်္ဘောတွေကိုမောင်းထုတ်ဖို့တတိပေးချက်တွေပြုလုပ်ခဲ့ရတယ်လို့တရုတ်ကမ်းခြေဆောင်တပ်ရဲ့တရားဝင် WeChat အကောင့်မှာရေးသားထားပါတယ်။တရုတ်ကဒိုင်ဝိုယုကျွန်းလို့ခေါ်ပြီးဂျပန်အုပ်ချုပ်ထားတဲ့ဆန်ကာကူကျွန်းစုတွေဟာနိုင်ငံခြားဆေးစုနှစ်ကြာပုံမှန်ပဋိပက္ခဖြစ်ပွားရာနေရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဂျပန်ဝင်ကြီးချုပ်ဆာနာအေတာကာအီရှိရဲ့ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီးမှတ်ချက်တွေအပြီးအခုဖြစ်ရဟာဒုတိယအကြိမ်ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ Kyoto News ကဖော်ပြထားပါတယ်။နရင်းစရာသတင်းဌာနရဲ့နိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရီစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။